ရွှေကူပုံဆိုင်လေးရဲ့ဒူရီစပယ်ရှယ်မင်းယူကကြိုးကြကြော်ဘောရလုံးလေးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုယ့်အမကွမ်ဆော့ရဲ့ပြောစရာကဏ္ဍလေးပြန်ပြနေပြီးကြိုးစိုးပါလိမ့်ဆာရှိမောင်ဝမ်လေးရဲ့ရွှေကူပုံဆိုင်လေးတဲ့တချင်းစိုးတန်လေးကပြန့်လွင့်လို့နေပါလိမ့်ကြိုးကြမောင်နှံမောင်နှံအဲဆိုတဲ့ဒီတချင်းလေးကိုရွှေကူပုံဆိုင်ကောင်နာဆိုင်မှာထိုင်နေတဲ့ဆန်ရှိမောင်ဟာလန်းကအော်ဟစ်လို့တီးဆုံနေတာပါဆန်ရှိမောင်ဟာလန်းကရော်ကာရီလိုမျိုး သူစပင်တွေကိုခါရိုင်းပြီးတော့မူးအပြစ်နဲ့တီးဆိုပြီးတဟားဟားနဲ့ရီမောလို့နေပါတယ်။ဆန်ရှိမောင်ကလည်းကောင်တာရှေ့မှာဝင်းပလီတီနဲ့ချုပ်ထားတဲ့မီနီစကတ်ကိုဆေးမြန်းထားတဲ့မိချေကဆက်ဆီဆန်ဆန်လေးကလို့နေပါတယ်။မိချေကဘိုကီယိုလာကိုရွှေကူပုံစံနဲ့တောင်းတနေရာကနေမမဆဆငေးမောကြည့်ရှုနေသူကတော့ငါစင်ငါမျိုးနွယ်ပါ။ငါစင်ငါမျိုးနွယ်မျိုးလုံးတွေကရီဝေးလို့နေတယ်။သူကမိချေကိုတန်အောင်စင်တိတ်ရှိရှာတယ်။သူတို့နှစ်ယောက်ကပြီးခဲ့တဲ့နှစ်တွေတွင်းမှာရေဆန်လန်းကိုအတူဖြတ်တန်းခဲ့ကြတယ်မဟုတ်လား။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာငစင်ဃာမျိုးနွယ်တို့အသင်းနဲ့မိချေတို့အသင်းဟာရှေယာရှင်အစ်တွေကြားမှာဗျာများခဲ့ကြတယ်။ငစင်ဃာမျိုးနွယ်တို့အသင်းကအစဉ်ဆက်ချမ်းသာလာတဲ့မျိုးရိုးဖြစ်ပေမဲ့မိချေကတော့စင်ရဲချိုးတဲခဲ့တယ်။ငစင်ဃာမျိုးနွယ်တို့ဘာသွားကလပ်တက်လုပ်နေတဲ့အချိန်မှာမိချေကငွေမရှိလို့မသွားနိုင်ဘူး။ဒါပေမဲ့မိချေကပြောချင်းပါချင်းနေကရင်ခုံချင်းနေသူနေသူဟန်တဲ့ကလပ်တွေဘားတွေရောက်အောင်သွားတယ်။တ냐တော့ကလပ်တစ်ခုမှာဆက်စီကြကြနဲ့လာကျင်တိုင်းလေးလာနေတယ်မိချေကိုဘယ်ဤတဝေနဲ့ငစင်ဃာမျိုးနွယ်တွေးလိုက်ရ အဲ့ဒီဘဲကြီးကရရှာရှမ်းမေပါစော်ဒီတဝေးကြီးတဝေးထဲလဲတွဲတက်တဲ့သူစားဘဲကြီးဆိုပြီးတော့ nickname ရထားတယ်မမြင်ဘူးမစားဘူးတဲ့မိချာစားဘဲကြီးရှမ်းမွေအန်းနာကိုတာယာခဲ့နောက်ဆုံးမိချာရရှာရှမ်းမွေခြံထားရတဲ့ဥစ္စာပစ္စည်းတွေကြောင့်မမြင်ဘူးမစားဘူးတာတွေစားရမပိုင်ဆိုင်မှုတဲ့အရာတွေပိုင်ဆိုင်လာခဲ့ရတယ်အခုမိချာကိုအန်းနေတာ USA ကဘဲတွေပါပတ်စံ၃ချက်ကလက်လန်နေဂရေ80တထေးသား slogan နိုင်ထားတယ်လို့မျိုးကိုတုံဖြုံနေနိုင်တာပါ ။ငါးစင်ကမျိုးနွယ်ကတော့ US ရဘဲတွေကြောင့်ကျွေးတွေပတ်လေဝိုင်းခဲ့ရ။တို့ရဲ့ Old Trafford ကွင်းလေးထိုးမရောရုံတမယ်ဖြစ်ခဲ့ရတယ်။အခု US ရဘဲတွေနဲ့အလုပ်တူတွဲလုပ်နေတဲ့ British ဘောစီကတော့ကာတူးအောင်ရှင်ရေးတဲ့ဥက္ကစီဇက်ကောင်လိုပဲဖျက်လို့ရသမျှအကုန်ဖျက်ချွေတာလို့ရသမျှအကုန်ချွေတာနေတယ်။မိချန်တဲ့ငါးစင်ကမျိုးနွယ်က Premier League ဖလားကိုအိမ်မက်မက်ယုံပဲမှတ်နေရတာကြားပြီးဟိုစင်မြိုင်လိုမျိုး300သီးဆက်အနံလေးရှူဘူးတယ်ဆိုရင်ဖြေးတာပါသေးတယ်အခုကပရီးမီးယားလိဖလားဆိုတာဂျွန်နယ်လားလို့မေးရမလို့ ပရီးမီးယားလိဖလားမရနိုင်သူအချင်းချင်းဖြစ်နေတာပါဒီတော့နှကန်းပဲချင်းမီးမုတ်ကြတယောက်နဲ့တယောက်ရိုင်းပင်းကြတယ်မီးချဲလိုချင်းငါးစင်ငါးမျိုးနယ်အကုန်လိုက်လျောပြီးအချိုကြိုက်တဲ့မီးချဲကိုစမ်းချိုးဂါနာချိုးအဲ့လိုအချိုတွေလက်ဆောင်ပေးဘူးတဲ့မီးချဲလည်းငါးစင်ငါးအောင်မေးစင်မောင်းကြီးပြန်ပေးခဲ့ပါလေငါးစင်ငါးမျိုးနယ်ကတော့မောင်းအတွက်မောင်းလက်ဆောင်ပေးတာလားမီးချဲရဲဆိုပြီးတော့မူလာရင်မေးတတ်ပါလေမီးချဲပေးတဲ့မောင်းလက်ဆောင်ရအသုံးမွေမိမဲ့ငါးစင်ငါးမျိုးနယ်ကစိတ်မပြတ်ပါဘူးခါခွင်းတင်တိုင်းအသုံးပြုလို့နေပါလေ နေရာဒီမှာဟူဒီထူကြီးဝစ်ပြီးတော့ shopping mall သွားတဲ့ forest center မျိုးလောက်တက်ပါလေငါစင်ကမျိုးနွယ်ဒီတစ်ပတ်မှာကြက်စင်သားစားမယ်ထင်ထားပေမဲ့မစားလိုက်ရဘူးကံကောင်းလို့ကြက်တက်မဆူတာပါသူနဲ့တမျိုးတည်းသားဒါပေမဲ့မိချေတယောက်ကိုပြနိုင်ဝဲရလို့ငါစင်ကမျိုးနွယ်ပြောပါတယ်စန်ရှင်မောင်ဟလန်ကိုတွေတိုင်းတိုင်းသွင်းနေလို့ငါစင်ကမျိုးနွယ်မူရီတာပွားပါလေစန်ရှင်မောင်ဟလန်ရဲ့ရွှေကူပုံဆိုင်ကဒီနေ့တနေ့လုံး B free flow နဲ့တိုက်နေပါလေ Today special menu ကတော့ဂျိုးကြကြော်ပါ ဘီလေးကြိုင်မောလိုက်ငစင်ကမျိုးနွယ်ကဂျိုးကြလေးစားလိုက်နဲ့သူ့ဘဝသူဂျေနတ်နေတယ်ဂျေနတ်ဆိုငစင်ကမျိုးနွယ်လည်းရှုံးပွဲမရှိတာကြာနေပြီမဟုတ်ပါလားဒီနေ့ရွှေကူပုံဆိုင်လေးစီလာမယ်သူတဲ့အလာလောင်းကြနေတာကတော့ရှင်မြန်ကြီးပါစောင်းဝင်လာပြီဆိုတော့ရှင်မြန်ကြီးကသူ့ရဲ့ရင်ကျက်ပန်းတာယောဂါပြန်မထအောင်ကြောင်သားစားရပါလေကြောင်သားရှာမယ်ဆိုပြီးတော့ကန်နာလမ်းဘက်ထွက်သွားခဲ့တာပါခုချိန်ဒီပြန်မလာသေးပုံထောက်တော့ကန္နာလဲမှာကြောင်များကုတ်ခံနေရလားဒါမှမဟုတ်ဝလုံးကားနဲ့များသွားတိုးနေသလားတို့ငစင်ကမျိုးနွယ်တွေးနေမိတယ် ရွှေကူပုံဆိုင်လေးရဲ့အခန်းထဲကနေနိုဘူးကရုံးရဲ့တယောက်ယောက်ကိုမင်းအသုံးမချတဲ့ကောင်မင်းအလောက်တော့လက်ကြောမတင်ဘူးလားဆိုတဲ့အော်တန်ကိုလည်းကြားနေရငစင်ကမျိုးနွယ်လဲအပေါ်သွားသလိုနဲ့အခန်းရှိကိုဖြတ်လျှောက်ပြီးတော့ချောင်းကြည့်လိုက်တော့အခန်းထဲမှာဘကိုးသားကရုံးကိုတွေ့လိုက်ရနိုဘူးကရုံးရဲ့ချင်းမှာကျုံုံလေးထိုင်ပြီးနှိပ်ပေးနေတဲ့ဘကိုးသားကရုံးကိုတွေ့လိုက်ရပါတော့တယ်